ဆားတွေကလွတ်လပ်ခြင်းကမ္ဘာတဝန်းမှာရှိတဲ့အကျဉ်းထောင်တွေအကုန်လုံးညင်ဆန်ရတဲ့ပြဿနာတစ်ခုကထောင်ထဲမှာလူမဆန့်တော့တာပဲထောင်သားအစ်စ်တွေဇက်တိုက်ဝင်လာနေသလိုလွတ်သွားပြီးမှပြန်ဝင်လာတဲ့မိန်ဟောင်းတွေလည်းမနေဘူးဒူးစရိုက်သမားတွေအဖို့ထောင်ထဲမှာတွေ့ရတဲ့ပေါင်းသင်းတွေကလည်းဒူးစရိုက်သမားတွေကြီးမဲဖြစ်နေတယ်ထောင်ဆိုတာသူတို့ရဲ့တစ်ခုတည်းသောပတ်ဝန်းကျင်သူတို့ရဲ့တစ်ခုတည်းသောကမ္ဘာဒါကိုဘယ်လိုပြောင်းလဲပြလို့ရမလဲပြောင်းလဲစရာအကြောင်းမရှိတော့တဲ့သူတို့ကိုပြန်လည်ကောင်းမွန်လာအောင်ဘယ်လိုတိုက်တွန်းမလဲ ြင်ပကဘာကဒူးဆိုင်မှုတွေနဲ့ကြီးပဲတိဆောက်ထားတာမဟုတ်ဘူးမဟုတ်ဘူးဆိုတာကိုသူတို့ဘယ်လိုရှင်းပြမလဲအပြင်မှာတခြားခွင့်ရည်တွေအိမ်မက်အစ်စ်တွေရှိနေသေးတယ်ဆိုတာကိုသူတို့မြင်အောင်ဘယ်လိုပြမလဲတစုံတရာကိုချစ်ခင်ဂယူဆိုင်တက်လာအောင်ဘယ်လိုသင်ပေးမလဲသူတို့အတွက်ရွေချက်တစ်ခုကိုဖန်တီးပေးဖို့လိုတယ်သူတို့တွေသင်ချင်လာအောင်တွန်းပို့ပေးဖို့လည်းလိုတယ်ဘရာဇီးနိုင်ငံမှာဒါတွေကိုလက်တွေ့လုပ်နေတယ် တို့စီမှာစာပန်ချင်းအားဖြင့်အပြစ်များကိုစေကြောခြင်းဆိုတဲ့အစီအစဉ်တစ်ခုရှိတယ်။ထောင်သားတယောက်အနေနဲ့စာအုပ်တော့ကို ပြီးအောင်ဖတ်နိုင်တာနဲ့ရှော့ရက်လေးရင်ရတယ်။အင်မတန်ရိုးရှင်းတဲ့စိတ်ကူထောင်သားတွေဖတ်ဖို့တတ်မှတ်ပေးထားတဲ့စာအုပ်တွေရှိတယ်။စာပေနဲ့ပတ်သက်တာတွေ၊ဒသနဗေဒနဲ့ပတ်သက်တာတွေ၊သိပ္ပံ၊နည်းပညာနဲ့ပတ်သက်တာတွေစာအုပ်တော့ကို အပြီးဖတ်ဖို့တစ်လအချိန်ပေးတယ်။ဖတ်ပြီးမပြီးသိအောင်လို့စာအုပ်တော့အတိုင်းအစေးတစ်ခုရေးရတယ်။ အစင်းရတဲ့အခါတည်တည်တတ်တတ်နဲ့ထန်ကြိုင်းကြကြရေးရမယ်။ထောင်သားတယောက်အနေနဲ့တနစ်ကိုစာအုပ်12ဥစာရှော့ရဲ့ယူခွင့်ရှိရယ်။ဒါဆိုတနစ်ကို49ရက်ရှော့ရဲ့ရနိုင်တဲ့သဘော1900နှစ်ကြရဲ့သူဆိုပါတော့နှစ်တိုင်းစာမှန်မှန်ဖတ်သွားရုံနဲ့ရှော့ရဲ့တနစ်တောင်ခံစားဝင်ရှိတယ်။၁၄နှစ်ကြရဲ့သူဆိုရင်ရှော့ရဲ့နှစ်နှစ်ဒါစာအုပ်ဖတ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းကိုတိစောက်ပေးလိုက်တာပဲ။1900မြန်မြန်လွတ်ချင်သလားစာမြန်မြန်ဖတ် ါတွေမကောက်ဘူးစာဖတ်နေရင်လည်းစာအုပ်ထဲကအကြောင်းအရာတွေကိုလေ့လာရင်ဘဝနေနည်းရဲ့အများကြီးရှိပါလားဆိုတာကိုထောင်သားတွေနားလည်လာတယ်ဘူးတုတတိုးဝါဖို့စာဖတ်ရမယ်ဆိုတဲ့အကျင့်တစ်ခုရသွားတယ်ပြင်မကဘာမှာတခြားအခွင့်အရေးတွေအများကြီးရှိနေသေးပါလားဆိုတာကိုသဘောပေါက်သွားတယ်အန်ဒရီးခါရီဆိုတဲ့ရှင်းနေက ထောင်သားများအတွက်စာအုပ်အလူဆိုတဲ့ဖောင်ဒေးရှင်းတစ်ခုကိုစီမံအုပ်ချုပ်နေတဲ့သူသူကပြောတယ်ဒီလိုစာဖတ်ခိုင်းလိုက်တော့ ထောင်သားတယောက်အနေနဲ့ထောင်အနေထွက်လာတဲ့အခါအရင်ကထပ်ပို့ပြီးတော့မြင်တတ်တွေးတတ်စဉ်းကျင်တတ်တဲ့သူဖြစ်လာတယ်။လောကကြီးအကြောင်းကိုလည်းပိုနားလည်လာတယ်။အရင်ကထပ်ပို့ကောင်းတဲ့သူတယောက်အဖြစ်ပြောင်းလဲသွားတယ်။ဒါပေမဲ့စားဖက်ခြင်းကတကယ်တော့အလုပ်ဖြစ်သလား။ Our James ကတော့စားဖက်ခြင်းရဲ့အကျိုးကိုယုံကြည်ရယ်။ Awen James က Guardian သတင်းစာမှာသတင်းဆောင်ပါးတွေရေးတဲ့သူ Awen ကလူတက်မှုနဲ့အင်္ဂလန်မှာထောင်ကျဘူးလေ။ က်တက်တချွန်းကျသွားပြီမဲ့အနည်း20လောက်ထောင်ထဲမှာနေပြီးသွားတဲ့အခါပြန်လွတ်လာတယ်။ထောင်ထဲမှာစာဖတ်ဖြစ်တယ်ဖတ်ဖြစ်တဲ့စာတွေကြောင့်သူ့ဘဝပြောင်းလဲသွားတယ်။ Guardian ဆောင်းမထဲမှာအာဝင်ကရေးတယ်။ထောင်ထဲမှာဖတ်ခဲ့တဲ့စာအုပ်တွေကြောင့်ကျွန်တော် short ရဲ့တွေမရခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီစာအုပ်တွေကြောင့်ကျွန်တော်ကိုကျွန်တော်ပြုပြင်နိုင်ခဲ့တယ်။မားခဲ့တဲ့အမားတွေကနေလေကိုကိုကိုဆွဲထုတ်လာနိုင်ခဲ့တယ်။အဝင်းကိုပြောင်းလဲစေတဲ့ကနအူးစာအုပ်တွေကထောင်ထဲပတ်သက်တဲ့စာအုပ်တွေဖြစ်နေတာ ူးတော့မထူဆန်းဘူးပိတ်ခါရှိသောထောင်သားများပြင်းမှုနဲ့ပြစ်ဒဏ် Ivan Danny Sobey ရဲ့တနေ့တာစတဲ့စာအုပ်တွေအဲ့ဒီစာအုပ်တွေကိုဖတ်ပြီးအာဝင်က သူ့ကိုယ်သူပြန်ဆန်းစစ်နိုင်သွားတယ်သူရောက်နေတဲ့အချိန်တွေကိုသုံးသပ်တတ်သွားတယ်စာအုပ်တွေကြောင့်သူ့အချိန်တွေကရောင်းမြန်ပြန်လည်မှုနားလည်သွားတယ်အဲ့ဒီစာအုပ်တွေကြောင့်ပဲအဲ့ပုံမပြောင်းကျဲတဲ့စာအုပ်တွေကို သူဖတ်တတ်လာတယ်အခုဆိုရင်အာဝင် James ကအရောင်းအဆောင်ဆင်းဝင်စာအုပ်နှုတ်ထုတ်ပြီးသွားပြီး Guardian သတင်းစာမှာစာရင်းဆက်ရင်းနေသေးတဲ့အပြင်အလူဓာဏလုပ်ငန်းတွေမှာလည်းပါဝင်ကူညီနေပြီးဒါတွေအားလုံးကထောင်ထဲမှာစာဖတ်ခဲ့တဲ့အကျိုးကျေးဇူးတွေလို့ပြောရရင်လည်းမမားပါဘူးထောင်တစ်ခုရဲ့ယူရချက်ကလူတွေကိုပိတ်လောင်ထားဖို့ပဲဆိုရင်တိတ်အကျိုးမရှိဘူးလူတွေရဲ့ခံယူချက်ကိုကြောင်းလဲပေးနိုင်ဖို့လည်းလိုတယ်